ကြားဖြန့်လုပ်ငန်းတွေရှိရာနာမည်ဆိုးနဲ့ကြော်ကြတဲ့ကင်ပီနယ်မြောက်ရီမြို့နယ်တဲကကေကေဘတ်ဝင်းတဲ့ကနေထွက်ပြေးလာတဲ့တရုတ်တွေထိုင်းနိုင်ငံတက်ခိုင်မှာရှိတဲ့မဲလာဒုက္ခသည်စခန်းအတွင်းကိုဝင်ရောက်လာမှုကြောင့်ထိုင်းအာဏာပိုင်တွေက အစစ်အစစ်တင်းကျပ်နေတယ်လို့အဲ့ဒီမှာနေထိုင်တဲ့သူတွေကပြောပါရယ်ကေကေဘတ်ဝင်းကိုစစ်ကောင်စီတက်ကထပ်မံစီးနေမယ်ဆိုတဲ့သတင်းတွေကြောင့်အဲ့ဒီနေရာကတရုတ်နိုင်ငံသားတွေနဲ့လုပ်သားတွေဟာ အော်တိုဘားလာ22ရက်မှာအလုံးအင်းနဲ့တင်းရှောင်လာကြရမှာမဲလာဒုက္ခသည်စခန်းအတွင်းငွေဘေးကဝင်ရောက်နေမှုတွေရှိနေတယ်လို့သိရပါဗျ။တရုတ်တွေဝင်လာတာကအခုကသူတို့ကဝင်တာကဒီတိုင်းပြတိုင်းဝင်တာမဟုတ်ဘူးသူတို့ကပတ်စံပေးပြီးတော့မှအဲ့ဒီကနေပြီးတော့လမ်းပြပြီးတော့မှခေါ်ပြီးတော့ဝင်လာတာလေ။အဲ့တော့ဒီတဲ့တင်းကြတယ်ဆိုတော့ရက်ွက်သေးတော့သူတို့ဝင်တာမဟုတ်ဘူး။ဟိုစိတ်ချတဲ့နေရာတနေရာပေါ့သူတို့အုပ်စုလိုက်ကိုခေါ်ပြီးတော့မှထားလေအဲ့ဒါတော်ရဲလူကလည်းကြောရဲဟာကျတော့ဒီကကျတော့တောက်လျှောက်ကိုတော်နေမှာပေါ့နော်တော်ရဲဒီမှာကျွန်တော်ဘက်အနောက်ဘက်ကဆိုရင်တောက်လျှောက်ကတော်ကြီးပဲလေ အဲအဲ့မှာလုံချွေးတွေအကုန်လုံးလိုက်ပြီးတော့မှတော့မှဖိတ်တော်မျိုးလိုက်ပြီးတော့ခြားတယ်ပေါ့နော်လုံချွေးချလိုက်တယ်ဆိုတော့ဒီဘက်ကအထက်ကလူတဲ့အပြင်ထွက်ဖို့မလွယ်ဘူးအပြင်ကလူကလည်းဒီတိုင်းပလာကြီးဝင်လို့မရတော့ဘူးလေဒါပေမဲ့တို့ကခုဟိုဘက်ချမ်းကိုကျွန်တော်တို့ဘာလို့ဆိုကျွန်တော်တို့ရဲ့ဟိုဘက်ချမ်းမှာမဲလာကလိုရှိတယ်မက်တရီရှိတယ်မက်တော်ရှိတယ်အဲ့ဒီဟိုဘက်ကန်းနေတောက်ချက်ဝမ်ဖာဘက်ကနေပြီးတော့မှပမာပြီးဘက်ချမ်းကြီးပေါ့ဟိုဘက်ကနေတို့ကဒီဘက်ကိုခိုးပြီးတော့ကူးနေကြတယ်ညဘက်ပဲကူးကြတယ် ထိုင်းနိုင်ငံတက်ခရိုင်တပ်ဆောင်ရမှာရှိတဲ့မေလာဒုက္ခသည်စခန်းဟာထိုင်းမြန်မာနယ်စပ်တလျှောက်မှာရှိတဲ့ဒုက္ခသည်စခန်းတွေထဲမှာအကြီးဆုံးဖြစ်ပြီးကရင်လူမျိုးအများစုနေထိုင်က လူဦးရေ9000ခန့်ရှိတဲ့စခန်းတစ်ခုဖြစ်ပါတယ်။ ကေကေဘက်စီမံကိန်းဝင်းတွေကထွက်ပြေးလာတဲ့တရုတ်နိုင်ငံသားတချို့ဟာမေလာဒုက္ခတဲ့စခန်းအတွင်ဝင်ရောက်လာမှုကြောင့်စခန်းအတွင်မှာညမထက်ရအမိန်ထုတ်ထားပြီးစခန်းတာဝန်ရှိသူကိုအကြောင်းမကြားပဲညထွက်ပါက အချုပ်ချပြီးဒဏ်ကြီးဆောင်ခိုင်းထားတယ်လို့သိရပါတယ်။စခန်းထဲမှာလက်ရှိကတော့ဥပဒေထုတ်ထားတယ်။စစ်မှားရေးဆောင်ထွက်တာဆိုရင်တော့လက်ခံတယ်။မဟုတ်ဘဲထွက်တာမျိုးဆိုရင်တော့အဝင်အထွက်အတွက်ဒဏ်ကြီးကအနည်းလေးဘက်တထောင်ဆောင်ခိုင်းတယ်။အချုပ်ချတယ်။ ပြီးတော့စီးစစ်တယ်စီးပေါ်တယ်ဆိုရင်တော့နောက်ထပ်၁၀ရက်လောက်ထပ်ထားပြီးတော့မူရင်စီဖြတ်တဲ့ဌာနကိုပို့တာပေါ့ဒုတိယအကြိမ်မိမယ်ဆိုရင်တော့စကန်ကနေနှင်ထုတ်တယ်လို့မေလာစကန်ထွင်းမှာနေထိုင်သူတအူကပြောပါတယ်နာမည်ဆိုးနဲ့ကြော်ကြားနေတဲ့ KK ဘဟောင်းကရင်နေသားဆောင်တက် BGF အမှတ်နဲ့စစ်ဒေတာမှုဘုံမှုကျုပ်စောတင်ဝင်းနဲ့အမှတ်လေးစစ်ဒေတာမှုဘုံမှုကျုပ်စောမှုတို့ရဲ့တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နေရာတနေရာဖြစ်ပါတယ် အဲ့ဒီဝင်းကနေထွက်ပြေးလာသူတွေမှာတရုတ်နိုင်ငံသားအများစုအပြင်ထိုင်း၊အိန္ဒိယ၊နီပေါ်၊ကနေဒါ၊ဗီယက်နမ်၊သီရီလင်္ကာ၊အီသီယိုးပီးယား၊ဘင်္ဂလားဒေ့ရှ်၊ဖိလစ်ပိုင်နဲ့ပါကစ္စတန်စတဲ့နိုင်ငံတွေအပါအဝင်နိုင်ငံပေါင်း20နိုင်ငံကနိုင်ငံသားတွေပါဝင်တယ်လို့ထိုင်းအနာပိုင်တွေကပြောပါရတယ်။